နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့ကြောက်ဖြူမြို့နယ်မှာနှစ်ပတ်ကြာတိုက်ပွဲတွေရပ်နားနေခဲ့ပေမဲ့လေအရခတ်တတော် AA ထိန်းချုပ်ထားတဲ့နေမြေကိုထိုးစစ်ဆင်လာတဲ့အတွက် AA နဲ့စစ်တပ်တို့အကြားမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့သိရပါဗျ။စစ်တပ်ရဲ့အင်အားအများပြပါတဲ့စစ်ကြောင်းဟာကြောက်ဖြူမြို့ဂေါ်တူတောင်တန်းဘက်က AA ထိန်းချုပ်ထားတဲ့နေမြေကိုမနေ့ကစစ်ကြောင်းထိုးလာတဲ့အချိန် AA ကအနီးကပ်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောကြားပါရယ်စစ်တပ်တရင်တွေနဲ့နေပြည်တော်ကနေလက်နက်ကြီးပစ်ခတ်တာစနိုက်ပါနဲ့ပစ်ခတ်တာတွေရှိနေပေမဲ့လည်းကြောက်ဖြူမှာနှစ်ဖက်တိုက်ပွဲတွင်နှစ်ပတ်လောက်ရပ်တန့်နေခဲ့ရာကနေမနေ့ကပြန်လည်ဖြစ်ပွားခဲ့တာပါကြောက်ဖြူမှာ AA နဲ့စစ်တပ်တို့ဟာပြီးခဲ့တဲ့ February လနောက်ဆုံးဘက်ကစတင်ပြီးတော့ဒညဝတီရေတပ်ဌာနချုပ်ကတိုက်ပွဲတွေစတင်ခဲ့ပြီးအမှတ်30နေရေတပ်ရဲ့အနည်းနဲ့ ကလဘာကြီးရွာအနီးပတ်ဝန်းကျင်အထိကိုတိုက်ပွဲတွေကျင်းပလာနေတာဖြစ်ပါတယ်။ကြောက်ဖြူတိုက်ပွဲရှိလာတာကလာအတွင်းစစ်တပ်ကတပ်ရင်းအလိုက်အလင်းဝင်လာမှုတွေရှိခဲ့တယ်လို့တိုင်းစစ်ဦးစီးမှုဒုတိယဗိုလ်မှူးကြီးနဲ့အတူစစ်တုံးပန်းအများအပြားကိုလည်းအေအေကလက်ရဖမ်းဆီးရမိမှုတွေရှိခဲ့ပါတယ်။